မြန်မာစတားသချင်းဆိုအပြိုင်ပွဲကနေ Miss Grand မြန်မာအလှမဲ့ပြိုင်ပွဲကိုဝင်ပြိုင်တော့မဲ့ JK Sophia အားလုံးမင်္ဂလာပါဗမစ်စနောင်းကနေချစ်စွလိုက်ပါတယ် ဆရာထွန်းရဲ့အလှမဲ့ပြန်ပွဲတွေနဲ့အပြိုင် Miss Grand မြန်မာပြန်ပွဲကိုလည်းမကြခင်မှာကျင်းပတော့မှာပေါ့ MGI နဲ့မြန်မာပြည်သက်တွေကနဝကနေစတင်ပြီးပြဿနာတက်ခဲ့တာကြောင့်ဘယ်တော့မှအမပေးဘူးလို့ဆုံးဖြတ်ထားခဲ့ကြပါတယ်။သွားပြိုင်မဲ့အလှမဲ့ကိုလည်းအားပေးမှာမဟုတ်သလိုမြန်မာတွေကိုနှိမ့်ချပြောခဲ့တဲ့နဝကိုလည်းအခုထိမကျင်းတတ်ကြပါဘူး။ MGI ပွဲတွေကိုဘယ်တော့မှမကြည့်တော့ဘူးလို့ဆုံးဖြတ်ထားကြပေမဲ့လည်းမရန်ဆိုင်တော်ကတော့အန်အွန်ဆရာဖြစ်အောင်လုပ်ပြမယ်လို့ကြုံဝါခဲ့သူဖြစ်တာကြောင့်ဒီပွဲကိုတေချာကျင်းပတော့မှာပေါ့။အခုဆိုရင်တော့ Miss Grand မြန်မာကိုဝင်ရောက်ရှင်ပြိုင်ဖို့အတွက်စီတီအလှမ မယ်တွေကိုရွေးချယ်နေကြပါပြီ။ အရင်ထဲမှာထူးထူးခြားခြားပါဝင်လာသူကတော့မြန်မာစတားသချင်းဆိုပြန်ပွဲမှာဝင်ရောက်ရှင်ပြန်ခဲ့တဲ့ JK Sophia ဖြစ်ပါတယ်။ဒါကြောင့် JK Sophia ကမြန်မာစတားသချင်းဆိုပြန်ပွဲကနေ Miss Grand မြန်မာကိုကူပြောင်းလာခဲ့တာပေါ့။မြန်မာစတားပြန်ပွဲမှာအချစ်တို့ပြန်ပေးပါသချင်းနဲ့ရှင်ပြန်ခဲ့ပြီးအဲ့ဒီသချင်းနဲ့သတိထားမိလာကြပါတယ်။အပတ်စဉ်တိုင်းမှာထူးခြားတဲ့ performance လဲထည့်သွင်းနိုင်ခဲ့တဲ့အပြင် ရုပ်ရည်ကလည်းချွန်မွန်နေသေးတာပေါ့။အစိုးလဲကောင်ယုံလဲချောတဲ့ JK Sophia ကအလှမဲ့လောကတွေကိုဝင်လာမယ်လို့ဘယ်သူကမှမထင်ထားခဲ့ကြပါဘူး။ JK Sophia က Miss Grand မြန်မာပြိုင်ပွဲကိုနန့်ခမ်းမြို့ကိုစားပြုအနေနဲ့ဝင်ရောက်ရှင်ပြိုင်တော့မှာဖြစ်ပါတယ်။ပြိုင်ပွဲတစ်ခုပြီးတဲ့နောက်မှာနောက်တစ်ခုကိုချက်ချင်းကိုပြောင်းပြီးတော့ပြိုင်နိုင်တဲ့သူ့ဆွမ်းရည်ကိုတော့ချီးကျူးနေကြပါတယ်။အရက်ငါးပေ6လမရှိတဲ့ JK Sophia ကလှမယ့်လောကရဲ့ကိုဝင်လာခဲ့ပြီးခနာကွာချိုးစားကလည်းပြေဆုံးလှပနေပါတယ်။အလှမယ့်တရက်ဖိုးနဲ့ JK Sophia ကိုပရဒတ်တီကမမမေးကြတဲ့အထိပြောင်းလဲသွားတာပါ။နမ်ခန်ကိုစားဖြူအလှမဲဖြစ်လာတဲ့ JK Sophia ကအခုဆိုရင်တော့ခဝတ်တွေကိုတောင်လဲချင်နေပါပြီ။အဲဒါကြောင့် JK တယောက်အလှမဲ ဲ့ပြိုင်မယ်ဆိုတာကိုအရန်အောနေကြပြီး Miss Grand ကိုအမပေးချင်ဘူးလို့ပြောနေသူတွေတောင်အားပေးချင်လာကြပါတယ်။မြန်မာစတားပြိုင်ပွဲမှာကလေးကစ조사ခဲ့သူဖြစ်လို့အလောက်မဲ့ပြိုင်ပွဲမှာလည်း조사မဲ့သူဖြစ်ကြောင်းမျှော်လင့်ထားကြပြီးမထင်ထားတဲ့လူတွေကဝင်ပြိုင်နေကြတာပါ။မရန်ဆိုင်တော်ကတော့သူ့ရဲ့အလောက်မဲ့တွေကိုအစွမ်းကုန်ပြိုးထောင်ပေးမှဖြစ်ပြီးလွန်ခဲ့တဲ့နှစ်နဲ့မတူတဲ့ပုံစံတွေကိုလည်းချပြတော့မှာပါ။ Miss Grand မြန်မာကိုပြိုင်မဲ့အလောက်မဲ့တိုင်းဝေဖန်ခံရပေမဲ့ JK ကတော့ထူးထူးခြားခြားအားပေးမှုတွေကိုရနေပါတယ်။ အစိုးပြန်ပွဲဝင်တာကလည်းမကြသေးတာကြောင့်လူအများရဲ့အားပေးမှုကလည်းအရှိန်မရက်သေးပါဘူး ဆရာထုကတော့ဘဲပွဲကိုပဲယူယူအောင်မြင်နေပြီးလက်ရှိမှာလည်းသူရဲ့အနှမယ်လေးကနိုင်ငံတကာမှာတောက်ပနေပါတယ်မြန်မာနိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်ကြောင်းထုတ်ပြောခဲ့လို့ခေစာခင်ကလက်ရှိမှာအပိမှုအများဆုံးအနှမယ်လေးဖြစ်လာခဲ့ပါတယ်အသက်ငယ်တဲ့အနှမယ်လေးခေစာခင်ကမစ်ဆော့ပြိုင်ပွဲကိုတယောက်တည်းသွားပြိုင်သူဖြစ်ကောင်းနိုင်ငံတကာကစိတ်ဝင်စားမှုတွေကိုလည်းရရှိနေတဲ့သူပါဆရာထုကအနှမယ်လောကထဲမှာဘယ်တော့မှမအောင်မြင်နိုင်တော့ဘူးလို့ထင်ကြပေမဲ့လည်းသူရဲ့အစွမ်းတွေကိုမစ်ဆော့မှာပြသလိုက်တာပါဒါကြောင့်မရန်ဆိုင်တော်ကိုင်သွားမဲ့ ဲ့ Miss Grand မြန်မာအလှမယ်လေးကဘသူဖြစ်လာမလဲမြန်မာကုန်းကိုဘလို့ဆောင်ပေးမလဲဆိုတော့အားလုံးကစိတ်ဝင်စားနေကြပါဘင်း မရဆိုင်တော်ကအလှမဲ့ပြိုင်ပွဲကိုအဖေးသူတွေကိုယုံကြည်ထားသူဖြစ်ကောင်သူစီစဉ်တဲ့ပွဲကအောင်မြင်မယ်လို့မျှော်လင့်ထားပါတယ်။ဘသူမှမထင်ထားတဲ့အလှမဲ့တွေလည်းတယောက်ပြီးတယောက် Miss Grand မြမကိုလာပြိုင်နေတာဖြစ်လို့ဒီနှစ်ရဲ့ပွဲကတော့အပြိုင်ဆိုင်ဖြစ်လာတော့မှာပေါ့။မြမစတားသချင်းဆိုပြိုင်ပွဲကနေ Miss Grand မြမကိုကူပြောင်းလာတဲ့ JK Sophia ကိုပရိသတ်ကြီးရောအဖေးမာလာဆိုတာပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် Celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။